မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့လူငယ်၄ပုံတပုံခတ်မှန်းတဲ့လူဦးရေ၄သန်းနိပါဟာအလုံးလမဲ့ဖြစ်နေတယ်လို့ကုလသမဂ္ဂဖွင့်ပြမှုအစီအစဉ် UNDP ကအောက်တိုဘာ2ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။အထူးသဖြင့်ပြည်ပခဖြစ်ပေါ်နေတဲ့ဒေသတွေဖြစ်တဲ့ကယားပြည်နယ်မှာလူငယ်တဝက်ကျော်နဲ့ရခိုင်ပြည်နယ်မှာရှိတဲ့လူငယ်တဝက်ခန့်ဟာ အလုံးလမဲ့ဖြစ်နေပြီးစိန်ခေါ်မှုပုံမူကြီးမားနေတယ်လို့ဆိုပါတယ်အခုအစိုးရခန်းစာကိုလမ်းပြောင်းနေတဲ့မျိုးဆက်မြမလူငယ်အလုံးအကိုင်နဲ့ပညာရေးလို့အမည်ပေးထားပြီးမြမ youth series ရဲ့ဒုတိယအစိုးရခန်းစာဖြစ်ကတနိုင်ငံလုံးမှာရှိတဲ့လူငယ်9000ကျော်ရဲ့အတန်တွေကိုစုစည်းထားတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အစိုးရခန်းစာရဲ့ဖော်ပြချက်တွေအရအလုံးလောက်ကိုင်နေတဲ့လူငယ်အများစုဟာကိုယ်ပိုင်လေယာဉ်လုပ်ငန်းဓမ္မမဟုတ်ရင် ခြားကြပန်းအလုပ်တွေလုပ်ကင်နေတာဖြစ်ပြီးဝင်ဝင်ထိခိုက်မှုနဲ့စီးပွားရေးမတည်ငြိမ်မှုတွေရှိနေတယ်လို့အသက်18နှစ်ကနေ24နှစ်ကြာလူငယ်၄ဦးမှာ၃ဦးနှုန်းဟာတင်ညာတင်ကြားမှုဒါမှမဟုတ်ရင်လေ့ကျင့်တင်ကြားနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီအရေးတော်ဟာကျေးလက်ဒေသတွေမှာဖြစ်ပြီးအထူးသဖြင့်တနင်္သာရီ၊ချင်း၊စကိုင်းနဲ့ကရင်တို့မှာ လူငယ်၄ဦးမှာ၄ဦးအထိတိုးလာကပညာရေးနဲ့အလုပ်အကိုင်း ကျမခွဲခြားမှုမှာအမျိုးသား900ခန်းလုံးနဲ့နှိုင်းရှင်မယ်ဆိုရင်အမျိုးသမီးငယ်၄ဦးမှာတဦးနိပါဟာအိမ်မှုကိစ္စတာဝန်တွေကြောင့်ကြောင်းထွက်ရတယ်လို့သိရပါတယ်။အမျိုးသမီးတွေဟာအမျိုးသားတွေထက်ပြင်းပြအားဖြင့်200ခန်းလုံးဝင်ငွေရွံ့နေပြီးလူငယ်တွေရဲ့အသက်မိုးဝမ်းကြောင့်မတည်ငြိမ်ခြင်းနဲ့၄ဦးမှာတဦးကအလုပ်ထုတ်ခံရတာလုံခြုံမှုမရှိတာနဲ့အိမ်တွင်းဖိအားတွေကြောင့်လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူတို့ရဲ့အဓိကဝင်ငွေအရင်းမြစ်ပြောင်းလဲခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိအခြေအနေဟာကိန်းဂဏန်သက်သက်များမဟုတ်ဘဲမျိုးဆက်တစ်ခုလုံးစာအတွက်လွတ်လပ်စွာယက်တီနိုင်ရင်းနဲ့အခွင့်အလန်းတွေရရှိနိုင်ရေးတို့ကိုလက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပြန်လည်ထူထောင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုးရွားတဲ့အကျိုးဆက်တွေတက်ရောက်နိုင်တယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးရေးမှုအစီအစဉ် UNDP ကသတင်းထုတ်ပြန်ထားပါတယ်။ကျမကတော့စိတ်မှ